မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့ကတော့စနေနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ထိပ်တန်းလေးပွဲစဉ်တွေရှိတယ်ပေါ့နော်။အဲ့တော့ဒီနေ့ကစားမဲ့ထိပ်တန်းလေးပွဲစဉ်တွေတည့်ရနေပြီးတော့မှဒါဒီနေ့အတွက်ကောင်းမယ်လို့ထင်တဲ့ပွဲတစ်ပွဲကိုဒီနေ့ဗီဒီယိုမှာကျွန်တော်အနေနဲ့ကြိုပြီးတော့သုံးသပ်ပေးပါမယ်ပေါ့နော်။အဲ့ဒီပွဲစဉ်ကတော့ဒီနေ့ည7:00ပွဲမှာကစားမဲ့ဒီအင်္ဂလန် Championship ဖိုင်နဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီ Sheffield United နဲ့ Sunderland အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲပွဲစဉ်ကိုဒါဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမယ်ပေါ့နော်အဲ့တော့ဒါဒီနေ့ပွဲစဉ်ကိုကြိုပြီးတော့မသုံးသပ်ပေးခင်မှာဆိုလို့ရှိရင်လည်းတခြားတော့ထိတ်တန်းလိပြိုင်ပွဲတွေရဲ့ဒါပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေတစ်တွေကိုသိကျင်နေဆိုလို့ရှိရင်ဒီဗီဒီယိုအောက်က comment မှာဒါကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားတယ်ပေါ့နော်ပင် comment အနေနဲ့ထားပေးထားတယ်ပေါ့နော်အဲ့တော့အဲ့ channel ကိုဝင်ပြီးတော့ join ထားလို့ရတယ်သုံးသပ်ချက်တွေကိုဝင်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါ Sheffield United နဲ့ Sunderland ပေါ့နော်အဲ့ပွဲစဉ်က ဒါဒီပွဲစဉ်အချန်ပီယံရှစ်ရဲ့ final playoff final ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်ဒီဝင်းဝလီကွင်းထဲမှာကစားမှာဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်မှာအနိုင်ရတော့ရဲ့အတင်းက ဒီ Premier League ကိုတန်တက်ခွင့်ရတော့မှာဖြစ်တယ်ဗောနော်အဲ့တော့ဒီနေ့ပွဲစဉ်ရဲ့အကြေးကိုကျွန်တော်ပြန်ချင်း Sheffield United ကတည်ကြရင်25ပြားရှုံးမယ်ပြီးတော့ goal ball နေနဲ့ဆိုလို့ရှိရင်2 goal သွင်း10ပြားရောက်မယ်ဗောနော်အဲ့တော့ဒီ Sheffield United ကဒါမနစ်ကဘောလုံးရာသီမှာသူတို့ Premier League မှာကစားဝင်ရခဲ့ပေမဲ့အဆင့်20နဲ့သူတို့ရာသီသိမ်းခဲ့တာကြောင့်အခုနှစ်ဘောလုံးရာသီမှာသူတို့ Championship ကိုတန်ဆင်ခဲ့တာဗောနော်ဒါပေမဲ့လို့အခုနှစ်မှာတော့ Sheffield United ကဒါ Premier League ကိုတက်မြန်တက်နိုင်မယ်အခွင့်အရေးကိုသူတို့ပိုင်ဆိုင်ခဲ့တယ်ပေါ့နော်ဒီတစ်ဖက်က Sunderland ကတော့ Premier League မှာဆိုလို့ရှိရင်သူတို့နောက်ဆုံးကစားခဲ့တာက2016 2019ဘောလုံးရာသီတုန်းကနောက်ဆုံးကစားကစားခဲ့ရဖြစ်တယ်ပေါ့နော်ပြီးတော့အဲ့ဒီနောက်ပိုင်းနောက်ဆုံးဘောလုံးရာသီ၈ရာသီစက်တိုင်မှာဆိုလို့ရှိရင် Sunderland က League 1နဲ့ Championship တွေမှာဒါ ကစားခွင့်ရခဲ့တယ်။ဒါပေမဲ့လို့ဒီနေ့မှာတော့သူတို့အနေနဲ့ဒါပရီးမီးယားလိဂ်ကိုတံပြန်တက်နိုင်ဖို့အတွက်သူတို့အတွက်ခြေထလမ်းပဲလိုအပ်တော့တာပဲပေါ့နော်။ဒီတစ်ဖက်က Sheffield United ကကျတော့ဒါပြောမယ်ဆိုလို့ရှိရင်ပရီးမီးယားလိဂ်မှာဆိုလို့ရှိရင်အသိအကျုံတွေများစွာရှိတယ်လို့ဒါ Champions League ရဲ့ Play Off တွေမှာဆိုလို့ရှိရင်လည်းသူရှာလက်တီကောင်းခဲ့တယ်ပေါ့နော်။ဒီ Sheffield United အနေနဲ့ကကျတော့လည်း Champions League ဒီ playoff final နောက်ဆုံး၄ချိန်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တို့ဒီပြောမယ်ဆိုလို့ရှိရင်နှစ်သင်းပေါင်းသင်းကိုတွေတို့၃ခုအောက်ကိုနေခဲ့တယ်ဒါပေမဲ့လို့ 1C နဲ့တို့အနိုင်ရခဲ့တာလည်းစုစုပေါင်းနှစ်ပွဲတည်းရှိခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဒီပြီးခဲ့တဲ့ဒီ playoff semi final မှာဆိုလို့ရှိရင် Sheffield United ကဒါ Bristol City အသင်းနဲ့တွေ့ခဲ့တယ်အဲ့ဒီတုန်းကပထမကြိုးဒုတိယကြိုးနှစ်ပွဲမှာဆိုလို့ရှိရင်နှစ်ပွဲလုံး Sheffield ကအနိုင်ရခဲ့ပြီးရောဒီ ခံစစ်ပိုင်းရလည်းဘရီဆိုစီးဒီရဲ့အသင်းကိုကိုမပေးအောင်ဆွမ်းဆောင်နိုင်ခဲ့တယ်ပေါ့ပြီးအဲ့နောက်ပွဲလုံးမှာဆိုလို့ရှိရင်လည်းဘရီဆိုစီးဒီအသင်းရဲ့တက်ရှစ်က9ရနဲ့ကြီးချန့်မှာဆိုလို့ရှိရင်လည်း0.6ကြီးပဲရှိခဲ့ပြီးတော့သူတို့အနေနဲ့ဒါရှက်ပြီးရဲ့ခံစစ်ကိုနှစ်ပွဲနှစ်ကြော့လုံးမှာ9ရောက်မသွင်းနိုင်ခဲ့ဘူးပေါ့နော် ပြီးတော့ဒါဝင်းဘလီမှာကစားခဲ့တဲ့ဒါ final ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတွင်းကိုရနေခဲ့တယ်ပေါ့နော်ပြီးတော့ချန်ပီယံရှစ်ရဲ့ playoff final နောက်ဆုံး9ကြိမ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း minute 60အတွင်းမှာ goal ပေါ်ခဲ့တာတစ်ကြိမ်ပဲရှိခဲ့တာကိုတွေ့ရတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ဒီအပြောင်းလဲတစ်ခုကိုမျှော်လင့်ကြည့်နေတယ်ပေါ့နော်ဒီ championship playoff final ပွဲစဉ်တွေကတွင်းကိုတွေနေခဲ့တယ်ဒီ goal တွေ မရခဲ့ဘူးအခုမြင်များဆက်စားမမြင်တွေ့ခဲ့ရဘူးဆိုတော့အချက်တခုကိုဒီနေ့မှအပြောင်းလဲတခုဖြစ်လာလိမ့်မယ်ကျွန်တော်ထင်တယ်ဗောနော်။ဘာကြောင့်လဲဆိုတော့ဒါပြောမယ်ဆိုလို့ရှင်အခုနေ့ရဲ့ Championship Final မှာအနိုင်ရတဲ့အသင်းကအပိုစုကြီးအနေနဲ့ဆိုလို့ရှင်ပေါင်တန်း220တီရရှိမှာဖြစ်လို့ဒါရုပ်တန်ထုံလင်းကအနေနဲ့ကကျွန်တော်လည်းပေါင်တန်း190ကနေ220အထိတိုးပြီးရရှိမှာဖြစ်တာကြောင့်ဒီနေ့ဒီအခုနေ့ဘလုံးရာသီမှာ Premier League ကိုတန်တက်နိုင်မယ်အသင်းကတော်တော်လေးကို ဒီပတ်စံငွေကြေးပိုင်းအရဆိုလို့ရှင်တော်တော်လေးကိုမြပြတဲ့ပမာဏတစ်ခုရရှိမှာဖြစ်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာဘယ်တင်းရမှာရှုံးခန့်ခြင်းလေးမလို့ကျွန်တော်မထင်ဘူးအချင်းဒီပေါ်တော့ဒီပွဲဒီပွဲကအချင်းနဲ့ကစားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာ Sheffield United ကတော့သူတို့အသင်းရဲ့ပုံစံအတိုင်းပဲ position အသားနဲ့ဘောလုံးကင်ကစားလာနိုင်တယ်ဒီတစ်ဖက်က Sunderland အနေနဲ့ကျတော့လေသူတို့ဒီ Sheffield ရဲ့တိုက်စစ်တွေကိုဟန်တိုင်းရင်းနဲ့ဒီ counter play တွေရနိုင်ပြီးတော့ကိုးရောက်ဖို့သူတို့အသင်းအနေနဲ့ကလည်းကြိုးပမ်းလာနိုင်တယ်ပေါ့နော်ပြီးတော့ဒီ Sheffield နဲ့ဒီတစ်ဖက်က ဆန္ဒလိုက်ပါတော့ဒီနေ့တင်းရဲ့နောက်ဆုံးထိတဲ့တွေ့ဆုံရဲ့ခုနှစ်ချိန်ကိုကျွန်တော်ပြန်ကြည့်ခိုးပေါ်ခဲ့တာ၅ချိန်ကြီးရှိခဲ့တယ်ပေါ့နော် အဲ့တော့ဒါဒီပွဲမှာဒီနှစ်ဖက်သင်းအတွင်းကိုတွေကိုကျွန်တော်မျှော်လင့်ကြည့်ခြင်းနဲ့အဲ့တော့ဒါပထမဆုံးရွေးချယ်မှုတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒါနှစ်ကိုအတွင်းဆယ်ပြားရမယ့်ဂိုးပေါင်းကြီးတစ်ခုမှာကျွန်တော်အနေနဲ့ဂိုးပေါ်ရွေးချယ်ပေးခြင်းနဲ့ပေါ့နော်ပြီးတော့ဒါဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဆန်ဒါလန်ကိုရွေးချယ်ပေးခြင်းနဲ့ပေါ့နော်ရှက်ဘီယူနိုက်တက်ကဒီနှစ်မှာသူတို့ပရီးမီယာလိဂ်ကိုတန်တက်ခွင့်မရခဲ့ဘူးဆိုလို့ရှိရင်လည်းသူတို့အသင်းရဲ့ကစားသမားအစုအဖွဲ့တွေကပြောမယ်ဆိုလို့ရှိရင်လာမယ့်နှစ်မှာသူတို့ တမ်းမြတ်တမ်းတက်နိုင်စွမ်းရှိရပါတော့ဒါဒါမှမဟုတ်ဒီဘက်ကဆန်ဒလန်တော့အခုနှစ်မှာဒါသူတို့အနေနဲ့ပရီးမီးယားလိဂိုတန်းတက်နိုင်မဲ့အခွင့်အရေးကိုသူတို့ကိုယ်တိုင်ကလက်လွတ်ခဲ့ရမယ်ဆိုလို့ရှိရင်နောက်ထပ်9နှစ်6နှစ်လောက်ထိဆန်ဒလန်ကထပ်ပြီးတော့ရုန်းကန်ရနိုင်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့လည်းပြောမယ်ဆိုလို့ရှိရင်ဆန်ဒလန်အသင်းကစားတာကိုပရီးမီးယားလိမှာပြန်ပြီးတော့မြင်ကျင်တယ်ပေါ့နော်ဒီမိနစ်60အတွင်းမှာ တရီထင်းကစားနိုင်ငံပဲဆိုလို့ရှိရင်25ပြားအထိအမျက်ဆုံးရမယ်ဆန်ဒလန်အနေနဲ့ဟိုဒီနေ့ပွဲစီမှာရွေးချယ်ပြီးကျင်တဲ့ဆန်ဒလန်အနေနဲ့မိနစ်60အတွင်းမှာချက်ဖီးကိုမရှုံးတော့ကစားနိုင်လိမ့်မယ်လို့လည်းယုံကြည်ရပါတော့အဲ့တော့ဒီနေ့မှာတော့ဒါဆန်ဒလန်နဲ့ဂိုးပေါ်ကျွန်တော်အနေနဲ့ရွေးချယ်ပြီးလိုက်မယ်ပေါ့နော်ပြီးတော့ဒီပွဲစဉ်ရဲ့နဲ့ပတ်သက်ပြီးတော့ညီကိုလို့ရဲ့အမြင်တွေကိုလည်းဒါဒီဗီဒီယိုအောက်က comment မှာဝင်ပြီးတော့မှတ်သွားပေးလို့ရတယ်ပေါ့နော်